ရန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရန်ပြည်နယ်ရှိပိုင်းဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်ဌာနဆိုင်ရာများနှင့်တွဲဆုံတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်မေလ25ရက်ညနေ3:00နာရီကကျိုင်းတုံမြို့ရန်ပြည်နယ်အစိုးရဘွဲ့ခေမရရိတ်တာ၌ဌာနဆိုင်ရာများနှင့်တွဲဆုံကြောင်းသိရှိရပါတယ်။တွဲဆုံပွဲတွင်ရန်ပြည်နယ်အစိုးရဘွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကဆောင်ရွက်ရမည့်လုပ်ငန်းကိစ္စရပ်များပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူတွေ့ဆုံအောင်ခြင်းဖြစ်ပါကြောင်းနိုင်ငံတော်ဝန်ကြီးချုပ်၏ခရီးစဉ်တွင်ညွှန်ကြားချက်များကိုဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆောင်ရွက်မည်ဖြစ်ကြောင်းရှမ်းပြည်နယ်တွင်အခွင့်အရေးကောင်းများရှိပြီးရေမြေတောတောင်မြေတုံးချမှုများနှင့်ပတ်သက်၍အများဆုံးရှိသောကြောင့်ထိရောက်စွာအသုံးချတတ်ရန်ပြောကြားလိုကြောင်းတက်ဆိုင်ရာစိုက်ပျိုးရေးမွေးမြူရေးဦးစီးဌာနကခရိုင်လိုက် ကိုဝန်းစာပူလုံရေးအတွက်ဆောင်ရွက်မည်ဖြစ်ကြောင်းခရိုင်လိုက်စီမံချက်များတင်ပြပေးရန်နှင့် အမှန်တကယ်စိုက်ပျိုးမွေးမြူရန်လိုအပ်ပါကြောင်းစိုက်ပျိုးရေးတွင်လည်းတီးထက်စိုက်ပျိုးပေးရန်ဖြစ်ပြီးပန်းနိုင်အထွတ်နှုံကောင်းမွန်ရေးကြိုးစားပေးရမှာဖြစ်ကြောင်းကျမ်းမာရေးပညာရေးနှင့်လမ်းကိစ္စရပ်များတွင်လည်းဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးစီလိုကြောင်းနှင့်စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍသည်ညွှန်ကြားချက်အတိုင်းဆောင်ရွက်ပေးကြရန်မွေးမြူရေးစုံကဏ္ဍကိုလည်းကျိုင်းတုံဒေသနှင့် တာချီလိမ့်မြို့များတွင်လည်းဆောင်ရွက်စီလိုပါကြောင်းပညာရေးကဏ္ဍတွင် အားနည်းချက်များရှိနေသေးပါကြောင်းယခုကာလတွင်ကျောင်းအနှံ့အေးချိန်ဖြစ်၍ကျောင်းနေရွယ်ကလေးငယ်များကျောင်းနေနိုင်ရေးအတွက်စောင့်ရွက်ပေးကြရန်လိုအပ်ပါကြောင်းစီးပွားရေးကဏ္ဍကိုလည်းဖွံ့ဖြိုးတိုးတက်စေလိုပါကြောင်းခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်စောင့်ရွက်ပေးရမည်ဖြစ်ကြောင်းခီးသွွားလုပ်ငန်းများဖြင့်ဝင်ငွေတိုးပွားရရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းပြောကြားပါတယ်။ထို့နောက်တတိကံဒေတာ တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်ဆိုလိုင်ကဒေတာဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသည့်ပြည်내လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲမှုချုပ်နှင့်သက်ဆိုင်ရာဌာနများကဒေတာဖွံ့ဖြိုးရေးနှင့်ပတ်သက်၍အထွေထွေဆွေးနွေးကြကပြည်내ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ကဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနိုင်ငံတော်မှဆောင်ရွက်ပေးရမည့်ကိစ္စရပ်များဆိုပါကတင်ပြပေးသွားမည်ဖြစ်ပါကြောင်း လုပ်ငန်းများကိုလည်းဦးစားပေးလိုက်ဆောင်ရွက်ပေးကြရန်ဖြည့်ဆွက်ဆွေးနွေးပြီးဤကုန်းကျုပ်စကားပြောကြခဲ့ကြောင်းသိရှိရပါတယ်ခမညာ